ချိုးပင်ကောင်မြို့မှာတကယ်ရှိခဲ့တဲ့လေချုံနဲ့အကြောင်းပြောခြင်းနဲ့ဗျ။အခုခေတ်မှာလေချုံနဲ့တွေဝိညာဉ်ဟောင်းတွေမြောင်းများရှိပေမဲ့ဒီချိုးပင်ကောင်ကနာမည်ကြီးလေချုံနဲ့လောက်မှန်တဲ့လူမရှိသေးပါဘူး။အချိန်က1985ခုနှစ်ကျွန်တော်10နှစ်သားအရွယ်မှာပေါ့။ကျွန်တော်မိခင်ကြီးဟာကျွန်တော်6နှစ်သားမှာကွယ်လွန်သွားပါတယ်။ကျွန်တော်ဦးလေးကြီးကဦးဆောင်ပြီးကျွန်တော်မိခင်ကြီးဘယ်ဘွားရောက်တယ်လဲနဲ့လေချုံသွားမိမယ်ဆိုပြီးသွားကြပါတယ်။ နတ်လေကျုံကအသေးသူဘယ်ဘွားရောက်လဲဆိုတာသိရတယ်ဆိုလို့ပါမေးရတဲ့အချိန်က မောင်ကြီးပြိုးချိန်ည9နာရီကစာမေးရပါတယ်ကျွန်တော်တို့မေးဆန်းသွားရပါတယ်ညပိုင်းမောင်ကြီးပြိုးဆောင်ပါပါနှဆောင်ပြိုင်အိမ်မဲကြီးပြမိမမိန်လေးထွန်းထားတော့စိတ်ထဲမှာစိုးရိမ်မိပါတယ်အိမ်ပေါ်တက်လိုက်တော့ဇယင်ဝိုင်းနဲ့ကလေးလေးနှစ်ယောက်တွေ့ရပါတယ် လေချွန်လက်ခေါ်ပေးတဲ့အဖွားရဲ့မြီးနှစ်ယောက်တဲ့လာမေးသူတွေများပါတယ်အလက်ကြောင့်မေးရပါတယ်အိမ်ထဲကအခန်းကြီးမှာအမေကြီးတယောက်ကပလက်ကလက်ထန်နဲ့ထန်နေပါတယ်သူ့ရှိနှစ်ပေလောက်မှအကျိုးတန်းထားပါတယ်အထဲကိုမဝင်လာကြပါနဲ့တဲ့မေးကျင်တဲ့သူကကြိုးတားတဲ့အပြင်ဘက်မှာနေရပါတယ်မေးကျင်သူကသူ့ရှိသွားပါတယ်အဲ့ဒီချိန်မှာမြီးဖြတ်ခနဲ့ပိတ်ပါတယ်ရွှေဤဆိုတဲ့အတန်နဲ့ခန်းတဲ့ကိုလေချွန်းနဲ့ဝင်လာပါလေကျွန်တော်တို့အရင်ရောက်သူနံပါတ်1မေးသူကအမျိုးသားပါ အဲ့ဒီမျိုးသားကမေးပါလေသူ့မျိုးသမီးဆုံးတာရမလဲသေးဘူးမှရှိလဲသိကျင်ပါလေတဲ့အဲ့မှာဖြေပြီးတဲ့အဖွားကဘယ်မျိုးမှာလဲကဲကဲရှင်ကဗမာမြုပ်ထားလဲဘလောက်ချပြီလဲမေးပါလေအဲ့နောက်ဖွားကအဲ့နက်လေချုံကိုပြောလိုက်ပါလေရွှီးကနေအတန်ဝူသွားပါလေသဘောကတော့သွားခေါ်တဲ့သဘောပါပြီးတော့အဲ့ထွက်သွားချင်းမီးပြန့်ခွန်ပါလေစကားလေးပါလေပြောပေါ့ခဏကြာဝေးကလေချုံတဲ့ဖြူးဖြူးဆိုတဲ့အတန်လေးကြားပါလေ ဲ့ဒီချိန်မီးမှိတ်လိုက်ပါတယ်လာပါပြီလေးချွန်းသားဟာနီးလာပြီပိုးကျပါတယ်စပါပြီလေးချွန်းသားနဲ့စကားပြောပါတယ်ကိုမြင့်သိန်းနဲ့ရှင့်ကိုကျမလွမ်းလိုက်တာရှင်လဲကျမကိုသတိရလို့ငိုနေတာမြင်နေတယ်ခလေးကိုလည်းခူးဆိုင်တယ်ရှင်ငေးတယ်လို့မနေ့ကခလေးပြုတ်ခရေကပြုတ်ချတော့မလို့လေးချွန်းပြောနေမယ်ကြားသူတွေနားလဲပါတယ်မရှင်းပါအဖွားကပြန်ပြီးစကားပြန်လုပ်ပေးပါတယ်လာမေးသူမှာကိုမြင့်သိန်းဖြစ်ကြအောင်လေးချွန်းနဲ့ရပြောပြချက်ရသိရပါတယ် အမှန်ကိုမြင့်သိန်းဆိုသူကအဖွားကိုလည်းနာမည်ပြောတာမဟုတ်ပါဘူး။ဒါကြောင့်အင်မတန်မှထူချပါလေ။ကိုမြင့်သိန်းကတရွှွှွှွှုံနေပါလေ။အဖွားကဘာမှမလဲပြီးတော့ငူနေရင်းကမိမကြီးမင်းဘာလို့ဆုံးတာလဲပြီးတော့လေးချုံရင်းအင်းအနည်းအတန်ထွက်လာပါလေ။စီထိုးမှလို့လေ။ပြန်မဲ့ကိုမြင့်သိန်းနဲ့သားလေးကိုတရားကူးဆိုင်ပြောပြီးရှင်းတဲ့အံဝေးသွားပါလေ။ပြီးဖွင့်လိုက်ပြီးအဖွားကနောက်တစ်ယောက်လို့ပြောတော့ကျွန်တော်ကြည့်တော့ကိုမြင့်သိန်းကမျက်ရည်တွေရွှွှွှင်နေပါ မေးရမယ့်လက်ရောက်သူကဖွားရှိတဲ့တောထိုင်ရပါလေဖွားကမိပေးလိုက်ပြီးဘသူမေးမလဲမေးတော့မေးမြန်းသူကသူ့ကို48နေတဲ့မြကြီးနာသူ့တမမြှောက်ထားတာရှင်းနေရှိပါပြီတဲ့အဲ့လိုပြောတော့အဖွားကလည်းလေချွန်းတော့ကိုပြောလိုက်ပါလေအဲ့ဒီချိန်မှာမေးသူကမှားတော့လို့ပါ7နှစ်ရှိပါပြီလို့နှံထပ်ပါလေလေချွန်းတော့ကစားထုံးလို့ရွှေလို့အတန်ထွက်တဲ့ချိန်အဖွားဟေ့နေုံ7နှစ်ရှိပြီတဲ့ဟဲ့ထပ်ပြောပါလေလေချွန်းတော့ခဏရက်သွားလို့အစာပြုတ်ထုတ်ခွာမဲ့သူကကြက်သွားပါလေ တဘောကတော့သူကပြေးပြီးခေါ်မဲ့ချိန်မှာသူသခင်ကနေဦးလို့ပြောပြီးတော့အမိန့်ထပ်ပေးတာကိုစောင့်နေတဲ့သဘောပါပြီးတော့အတန်ဝေးသွားပါလေအဖွားကကလထိုင်ပေါ်မှာထိုင်နေပါလေမိကလည်းဖွင့်လာပါလေမိမင်းသူကသူ့ရှိတားထားတဲ့ကျိုးပြင်မှာသူနဲ့ပါတယ်ဖော်နေတဲ့စကားပြောနေပါလေကျန်သူတွေလည်းကိုယ်လှမ်းကြပါမေးရမလဲစွန့်နေကြပါလေတရှိရှိလေးချင်းသာကြပါလေလာပြီလာပြီမိဘမိဘလို့ဖွားပြောပါလေမိမိလို့မှတော့အတန်ကပိုချင်လာပါလေ အဲ့မှာခေါ်ယူလာတဲ့ဝိညာဉ်ကညီလေးရေးတဲ့မင်းတို့အဆင်ပြေလာတယ်ငါလည်းဘာမှမသိပဲရှောက်သွားနေတာအကြာကြီးပဲတဲ့မင်းတို့စွန့်တော့အမြောက်ဟိုတာလည်းငါမသိဘူးတဲ့ငါအိမ်တော့ကမကြီးပင်ပါနေတယ်တဲ့ငါမဆုံးခင်ငါရွှေတွေမကြီးပင်အောင်ရဲ့မြောက်ဘက်မှာတူပြီးမြုပ်ထားတယ်တဲ့မင်းတို့ပေါ်ယူတဲ့ငါအတွက်လည်းအမြောက်ပဲမင်းတို့လက်သုံးပေါ်တဲ့ငါလည်းကြွချင်ပြီးရဲ့အဲ့လိုပြောနေတာကိုလေချုံပြီးပြောနေရပါဒါမဲ့နားလည်နေပါတယ် ညီဖြစ်သူလည်းကျွန်တော်ကြေကွဲသွားပြီးစိတ်ချပါအကိုကြီးတဲ့ကျွန်တော်ကိုကြီးတော့ကုသလုပ်ပေးပါမယ်လို့ကြေကွဲစွာပြောပါလေအေးအေးကောင်းပြီငါသွားမယ်ဆိုပြီးရွှီးကနေထွက်သွားပါလေနောက်တစ်ယောက်လည်းပါဒီဆုံးသူကမခင်ခင်နဲ့အသက်35နှစ်ရန်ကုန်ကျန်းတော်မှာမြှောက်ထားတာ၃နှစ်တည်း။အဲ့နဲ့အဲ့လိုလေပြောတော့လေရှူနကရှူးကနေထွက်သွားပါလေ။ရှူးကနေပြောင်းလာပါလေ။လေချွန်းသားကဆပြောပါလေ။မဟုတ်ဘူးသူတို့ငါမသိဘူးငါမျိုးလည်းမဟုတ်ဘူးလေ မေးရမဲ့သူကမမေးရသေးဘူးပါလာတဲ့မခင်ကစညင်းပါတယ်အဘွားကဒါဆိုနာမည်တဝီမှားလာပြီနောက်ထပ်အဲ့ဒီနှစ်ကဆုံးတဲ့မခင်ကတယောက်သွားခေါ်ခဏကြာရွှီးဆိုပြီးတင်းဟောင်းလာပါတယ်ဟဲ့မောင်ထုံးဦးတဲ့ငါတူမာလေးဘာလို့မခေါ်တာလဲတဲ့အင်းကငါရမ်းပြောချင်နေတာတဲ့သူနဲ့ကြက်နေတဲ့ကောင်ကိုအချင်းမကောင်းလို့မဖြစ်စေချင်ဘူးပြောလိုက်တဲ့ငါမရှိမဲ့တန်လင်းဖုန်းရောက်มาလဲပထမ်းပွဲကိုမဟုတ်မပြတ်စေနဲ့ဒါ ड़ी ပြောပါလေကျွန်တော်တတိထားမိတာက တော့ခေါ်တဲ့လေချွန်းနှာဟာနီးရင်နီးလို့ဝင်းရင်ဝင်းလို့အချိန်နှင်းငယ်ကြပါတယ်ကြည့်ရတာသူတို့လည်းသူတို့လိုလိုနေပုံမှာဒေသုံးသူနေမဲ့သူနှစ်တူမို့လို့လူမားခေါ်တာလည်းတွေ့ရပါတယ်နောက်တစ်ယောက်တော့အဖွားခေါ်တော့ကျွန်တော်တို့မေးဖို့အလှဲ့ပါကျွန်တော်ဦးလေးကမေး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 လို့ကျွန်တော်မေးပါလေခြေပြားလက်ပြားအေးလာပါတယ်ငါအမေနဲ့စကားပြောရတော့မလားအမေနဲ့ပြောရင်ငါငုံမိမလားအင်းပြေဖက်မလားစိုးစိုးဝါနဲ့ပါ ါနဲ့ပဲပြောလိုက်ပါတယ်ဒေါတင်ကြီးအသက်48နှစ်ပြမနာအောင်မင်္ဂလာအသိချိန်မှာလေ၄နှစ်ရှိပြီပြုတ်ထတာလို့ပြောလိုက်ပါတယ်စိတ်ထဲကကိုယ်နဲ့တရားဝင်လာနာထောင်နေထင်ရပါတယ်ရွှေကနေထွက်သွားပါတယ်ဘေးနာဖြတ်တော့တယ်လို့ပါကိုယ်လည်းဇောရွှေတွေပြန်နေပါတယ်ရွှေဆိုပြောင်းဝင်လာပါတယ်ကိုယ်ဝင်နာမှာတရားဝင်လာရတယ်လို့ပြောင်းဝင်လာပြီးကိုယ်နာမှာကိုရှင်သက်လိုက်ပါတယ်လေတို့ကိုလည်းတို့ခံစားရပါတယ်အမေငါများပါပြောမလဲစိတ်ထဲက ုံနှုတ်နေပါလေကိုလည်းဘာပြောမှမသိဒေါတင်ကြီးမရှိတော့ပါဘူးလေလူဝင်စားတော့ပါပြီလေဘမွားလည်းဘသူစီမံလဲလို့ဘေးကကျွန်တော်အိုလီယာမီတော့ရန်ကုန်ကကိုစော်မင်းစီမားတဲ့လေချွန်တန်နဲ့ပြန်ဖြစ်ပါလေကျွန်တော်ကိုဝမ်းခွဲဦးလေးရဲ့သားပါဘာလေးလဲမင်းကလေးတဲ့နာမည်ဘလို့ခေါ်လဲဇုံပွင့်ဇုံပွင့်ဆိုပြီးထွက်သွားပါလေကျွန်တော်လေးကိုလှည့်ပြီးတော့နောက်လူတွေဆက်မိကြပါလေကျွန်တော်တို့ပြန်မှာအန်ဝန်းကြီးနေတယ်ပါအကိုဝမ်းခွဲစီကျွန်တော်အမေလူဝင်စားတယ် အကိုကလည်းသူကြီးကြီးကလာနေမယ်ဆိုလို့အိမ်မပေးကြအောင်လာနေပါလို့ခေါ်တော့သူမမကိုဝင်ရှိကြအောင်သမီးလေးမွေးပြီးနာမည်ကိုဇွန်ပွင့်လို့ပေးကြအောင်လက်လေချုံအဲ့ဟာဘလို့သိလဲကျွန်တော်တို့တော့မသိတဲ့ကိစ္စပါကျွန်တော်တို့မျိုးတွေပြောစရာစကားပေါများစွာနဲ့အကိုစီမှာလူဝင်စားတာကျွန်တော်အမေဖြစ်တာမှန်ကြောင်းပြောရင်ပြန်ခဲ့ပါလိမ့်အဲ့လောက်တိုက်ဆက်နေတဲ့ယုံတလားလို့မေးစရာရှိပါတယ် ကျွန်တော်ဦးလေးကအယုံကြည်မရှိသပါရှစ်လေးလုံးပြီးကျွန်တော်ဦးလေးကအေးရတို့နဲ့ဝန်ထမ်းများအပြောင်းရွှေ့လောက်ပါလေပေါင်းတလယ်မျိုးဆောက်လို့ရုံကိုဝါခင်မှာကပြောင်းလာပါလေကျွန်တော်တို့ပေါင်းတဲ့ရာဝီတစ်နှစ်လောက်ကြာ1990မှာနောက်တစ်ကြိမ်တွားမိပါလေငါးနှစ်ကြာပြီမိကိုတွားမိတာပါအဲ့လိုပါပဲမရှိတော့ဘူးတဲ့လူဝစားဖြစ်သွားပြီတဲ့ဘမလည်းဘသူစီမလည်းပြီးတော့ကိုစော်မေးရန်ကုန်မှာတဲ့ဘာလေးလက်မိတ်ကလေးနာမည်ဘသူလဲဇုံပွင့်နေနောက်ငါးနှစ်ကြာပြီလဲနင်းလက်ချွဲဖြစ်ချမှုက ဘာမှပြောင်းလဲမှုမရှိပါဘူးအတူတူပါပဲကျွန်တော်မေလူဝန်ဆောင်တဲ့ဇွန်ပွင့်ဟာခုဆိုရင်အသက်30ကျော်ပါပြီသူကတော့အရင်ဘဝမှတ်မိပါဘူးကျွန်တော်တို့ရဲ့နတ်နေရှင်တောင်းရမယ်မျိုးမျိုးကတိလာရတာပါတကယ်တော့နတ်နေရှင်ဆိုတာဘာလဲကြီးတဲ့လေးတဲ့ဆရာတော်ကြီးဖြစ်ကြီးကန့်ရှင်ကြီးရှင်နန္ဒရစာကလူလူပညာလေချွတ်နဲ့တည် နတ်ဘယ်သုံးဖုံးကိုသွင်းမြင်နီလို့တန်ပေါက်ကပြားနဲ့မိကုတ်ထုတ်တော်ကိုជីသက်လိတက်ဆရာတော်ကလေချုံနဲ့ဒီယမမီအုပ်စုဖြစ်တော်ဝိနိပါတိကအသူရာနတ်ပိတ္တာမျိုးဖြစ်လို့စလူမဟာရမဝင်သည်လို့ပြန်ဖြစ်ပါလေ။ဒါကြောင့်လေချုံနဲ့ဟာတကယ်ရှိကြောင်းကျွန်တော်အနေနဲ့ပြောလိုက်ပါတယ်။ဒီလေချုံနဲ့ပတ်သက်ပြီးကိုတွေ့ကြုံခဲ့ဘူးသူတွေကတော့အခုလိုမျိုးပဲပြောတယ်ဗျ။အဲ့ဒီခေတ်ကလည်းတငယ်ချင်းတယောက်ကလည်းလေချုံနဲ့ကိုစကြင်လို့လေ။ မတည်သေးတဲ့လူကိုတေးပြီးဘယ်တင်းကျိုင်းမှာမြုပ်ထားရဲဆိုပြီးသွားမိတာတဲ့ဘိုးကပြန်အောင်လာပြီးအဲ့ဒီလူမတည်သေးဘူးဆိုပြီးပြန်ပြောလို့ကြောက်ပြီးထားပြရတယ်တဲ့အဲ့လောက်ထိတိပါလေတဲ့ဒေချွန်းကဂျိုးပင်ကောက်ကကြာပါပြီတဲ့ဂျုံလို့ပြောပြတာပါလေအဲ့လေချွန်းနဲ့ကဂျိုးပင်ကောက်မှာမရှိတော့ပါဘူးခုတော့ကြာပါပြီတော့အဲ့ဒီဂျိုးပင်ကောက်ကအဖွားရဲ့မြီးတွေလဲတင်းရီယာကိုပြောင်းသွားပါလေရန်ကုန်ရောက်တဲ့သူတွေကလည်းရောက်သွားပါလေ ဲ့ဒီလေချွန်းနဲ့အဆက်နွယ်ချို့ကတော့ရှိပါသေးတယ်။ဒါပေမဲ့အခုချိန်မှာတော့မေးတယ်ဟောတယ်မဟောဘူးဆိုတော့မပြောတတ်တော့ပါဘူး။ကျွန်တော်ရဲ့အဖိုးအဆိုးလုံးကတဲ့အဖွားကတော့မိတာတော့တိကျပါလေတဲ့။အဖိုးမျိုးကတင်ကြတဲ့ကွယ်လွန်နေ့တွေကိုပြောပြရပါလေတဲ့။ဖိုးဘယ်ဘွားရောက်နေလဲဆိုတော့သူ့သားစီမှာယောက်ျားလေးတဲ့။နာမည်ပြောပါဆိုတော့မောင်လေးရဲ့နာမည်ကိုတိကျပြောပါလေတဲ့။ဒါတကယ်ဖြစ်မှန်ပါလေ။ဘသူကကြိုးစုံစမ်းပေးလို့ရမလဲတဲ့။ ေးရတဲ့ငွေလေးကမစွတ်မပုတ်ရဲ့တဲ့အဲ့ခက်ကဂျိုးမင်ကောင်းနေရန်ကုန်ဆိုတော့ယထာတစီတဲ့အောက်ကိုနေရတာပါလေရွှေရောက်လာတော့တဲ့မောင်လေးလွတ်လွတ်အောင်မှာလောက်ကန်တွေကသိမကောင်းဘူးအဲ့ဒီမှာစဉ်းစားလိုက်တာဖိုးရဲ့လုတ်ကိုသူ့လုတ်ခိုင်းအောင်မြင်မယ်ထင်တယ်လို့အမှန်ပါပဲတဲ့အောင်မြင်လိုက်ပါလေတဲ့ပဋ္ဌာန်းဆက်ထင်တယ်တဲ့